စစ်ကောင်စီတပ်နဲ့ပအုပ်ပြည်သူစစ်အဖွဲ့ PNO ပူးပေါင်းတပ်တွေကရှမ်းကရင်ရဲ့အဆက်ကဖဲခုံမြို့နယ်ထဲမှာရှိတဲ့ဆောင်နန်းခဲရွာကိုဒီရွာလုံးကျွမိရှုဖျက်ဆီးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ရှုခဲ့တာကတော့မင်းညကဒီမိရှုခဲ့တာဖြစ်တယ်လို့ထွက်ပြေးတိမ်းရှောင်နေရတဲ့ဒေသခံတွေကပြောပါတယ်။ဖဲခုံအင်းအရှိတ်ဘက်ကန်ကိုစစ်ကောင်စီတပ်နဲ့ဒီ PNO ပအုပ်ပြည်သူစစ်ပူးပေါင်းတပ်ဖွဲ့တွေကစစ်ကြောင်းထိုးလာပြီးတဲ့နောက်မှာရွာကိုတညလုံးနှီးပါမိရှုဖျက်ဆီးနေ တာလို့ဆိုပါတယ်စစ်ကောင်စီတက်နဲ့ဒီ PNO ပို့ပြည်သူစစ်ပူပေါင်းတက်အဖွဲ့ကအာဂျွန်လ25ရက်နေ့အထိဒီနေ့အထိပေါ့နော်ရွာထဲမှာတက်ဆွဲထားသေးတဲ့အတွက်ရွာသားတွေကလည်းဒီရွာကိုပြန်လို့မရသေးပါဘူးဒါကြောင့်ဘလောက်ထိဖြစ်စည်းဆုံးရှုံးမှုတွေရှိနိုင်တယ်လဲဆိုတာကိုတော့မသိရသေးဘူးလို့ဆိုပါတယ်မနေ့တုန်းကဆိုရင်ဒီဆောင်းနှန်းခဲရွာကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေပါလုပ်ခဲ့တဲ့အပြင်တညလုံးနှီးပါလဲလက်နက်ကြီးတွေနဲ့အဆက်မပြတ် ပစ်ခတ်ခဲ့တယ်လို့ဆိုကြပါရယ်